မင်္ဂလာပါရှင်။မောတောက်ချက်နယ်ကနေပြောပြန်နေကြိုဆိုလိုက်ပါတယ်။နိုဝင်ဘာလ9ရက်နေ့အတွက်စိတ်ဝင်စားပွဲကောင်းတဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးသမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မောတောက်ချက်နယ်ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။အခုပထမဆုံးဖော်ပြပေးမယ့်တရင်အကြောင်းအရာကတော့ဘုကြောင့်မူကြီးမင်းအောင်လိုက်ဦးဆောင်တဲ့အစိုးရအဖွဲ့ဘယ်ချိန်ပြုတ်ကြမလဲဆိုတာခမရခက်တယ်တော့ TNL အဖွဲ့ခေါင်းဆောင်ဝန်ခံပြောဆိုတဲ့တဲ့တင်ပဲဖြစ်ပါတယ်။ဗိုလ်ချုပ်မူကြီးမင်းအောင်လိုက်ဦးဆောင်တဲ့အစိုးရအဖွဲ့ဘယ်ချိန်ပြုတ်ကြမလဲဆိုတာခံမရခက်တယ်လို့တောင်အကြံဖက်လက်နက်ကိုင်း TNL အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့တာဖုံကျော်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။တာဖုံကျော်ဟာတအောင်းလောအကယ်ဒမီကျောင်းစင်ပွဲမှာဒီလိုပြောဆိုခဲ့ခြင်းဖြစ်တယ်လို့နိုဝင်ဘာလ3ရက်နေ့ကထုတ်ပြန်တဲ့ TNL တရင်နဲ့ပြန်ကြားရေးဌာနရဲ့စာဆောင်မှာဖော်ပြထားပါတယ်။ တာပုံကျော်ကကျွန်တော်တို့ဘာလို့အဲ့လိုရေမန်းထားလဲဆိုတော့အခုနိုင်ငံရေးကပြောင်းလဲလာတယ်။မရနိုင်ဆရာနာရှင်ကိုဘယ်ချိန်ပြုတ်ကြမလဲဆိုတာကျွန်တော်တို့ခံမရခက်တယ်။အားလုံးကကျွန်တော်တို့ဟာຫນွေဦးတော်လန်ရေးကအဲ့လောက်ညှို့ပြီးမှ တိုင်းသားလက်နဲ့ကင်တွေအကုန်လုံးဘလောက်အထိညှို့ပြီးမရနိုင်ကိုဘလို့တိုက်မလဲဆိုတော့နည်းနည်းခံမရခက်ခဲတယ်။ဒီနေ့အတွင်း2025ခုနှစ်အတွင်းမပြင်းနိုင်ဘူးလို့လည်းမပြောနိုင်ဘူး။ပြင်းနိုင်တယ်လို့လည်းအာမခံလို့မရနိုင်ဘူး။ အားလုံးသိတဲ့အတိုင်းပဲ2024ခုနှစ်အတွင်းမှာကျွန်တော်တို့ဟာတိတုံညာနှစ်ခုံ operation လုပ်ခဲ့တယ်။ဒီမျိုးတွေကိုတင်နိုင်ခဲ့တယ်။အရှင်တော်ကဆိုရင်တခြားအဖွဲ့တွေကချင်တွေရောဝါနဲ့ကရင်တွေကကျွန်တော်တို့ကိုလူမိုက်တွေပဲအာနာရှင်တတိုင်းကိုမင်းတို့ခေါင်းနဲ့တိုက်တယ်မင်းတို့ခေါင်းပဲကွဲမယ်လို့ပြောပါတယ်။ဘိုးကြောင့်မူကြီးမင်းအောင်လိုက်ဦးဆောင်နေအစိုးရအဖွဲ့ကိုတပ်ဖွဲ့တဲနဲ့ပြုတ်ကြအောင်လုံးဆောင်လို့မရဘူးလို့လဲတာဘုံကျော်ကပြောပါတယ်။ တွေ့ဆုံဆွေးနွေးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ညီလာခံတွေလုပ်ခဲ့တယ်။ခုတော့အားလုံးရှင်းကုန်ပြီ။ဒီကောင်ကိုလက်နဲ့ကင်တိုက်ပြီးဖြိုချယုံပဲရှိရတယ်။အားလုံးဘဲလက်လုံးမှာပဲအာနာရှင်အမြင့်ဖြတ်တိုင်းပြည်တည်ဆောက်လို့ရမယ်။ဘဲချင်းအထိကြမလဲကျွန်တော်တို့ပြောလို့မရဘူး။အပြစ်နိုင်ဘူးလားမေးရင်တော့ကျွန်တော်တို့ဖြစ်နိုင်အောင်စူးစမ်းမယ်။ကျွန်တော်တို့အားထက်မယ်တပွဲတဲ့နဲ့ဖြစ်အောင်လုပ်လို့မရဘူးကျွန်တော်တို့အကြံနဲ့တိုင်းသားလက်နဲ့ကင်အခွဲတွေနဲ့လည်းပေါင်းနေဆိုပြီးတော့ပြောပါတယ် ်တအောင်အကြံဖက်လက်နက်ကိုင်အဖွဲ့တရနန်လေးဟာ2023ခုနှစ်အောက်တိုဘာလမှာတေတောင်ညာနေခုစစ်စင်ရေးကိုရခိုင်အကြံဖက်လက်နက်ကိုင်အဖွဲ့ AA ကိုကလက်နက်ကိုင်အဖွဲ့ MNDA တို့နဲ့အတူပူးပေါင်းဖော်ဆောင်ခဲ့ပြီးတမရစခန်းတွေကိုအင်အားသုံးတိုက်ခိုက်ခဲ့ရာမျိုးတချို့ကိုယာယီထိန်းချုပ်ခွင့်ရခဲ့ပါတယ်။တရနန်လေးဟာတေတောင်ညာနေခုစစ်စင်ရေးစတင်ခဲ့ပြီးနောက်ပိုင်းမျိုးတချို့ကိုယာယီထိန်းချုပ်ခွင့်ရခဲ့ပေမဲ့ လက်ရှိအချိန်မှာတမ်မတော်ရဲ့ပြင်းထန်တဲ့တိုက်စစ်ကို ရေရှည်ခုခံနိုင်စွမ်းမရှိအောင်ကိုကြိုတင်သိရှိရတဲ့အတွက်၎င်းတို့ယာယီထိန်းချုပ်ထားတဲ့မိုးကုံမျိုးနဲ့မုံမိတ်မျိုးတွေကိုအစိုးရထံပြန်လည်လွှဲပြောင်းပေးပြီးအပြေးကရစရေးရယူခဲ့တယ်လို့သိရပါတယ်။တမ်မတော်စစ်ကြောင်းတွေဟာလက်ရှိအချိန်မှာ DNL နဲ့နဲ့ကောင်အဖွဲ့ထိန်းချုပ်ထားတဲ့မျိုးတွေအနေနဲ့နောင်ချိုကြောက်မဲတီပေါ်မိုးကုံမုံမိတ်မျိုးတွေကိုပြန်လည်ရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ ထပ်မံတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ပလဲမျိုးနယ်ဒေတာကန်တွေက PDF အဖွဲ့ဝင်တွေကိုစဲဆိုချိန်မောင်းတဲ့သတင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာဖြစ်လာခဲ့ပြီးနောက်ပိုင်းနိုင်ငံကိုင်းတိုက်ပွဲတွေဖြစ်ပွားလာခဲ့တာဟာလည်းနေ့ခွဲကျော်လာပြီးဖြစ်ပါတယ်။အဲဒီကာလအတွင်းမှာနိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့ NUG နဲ့အောက်ခံ PDF အဖွဲ့တွေဟာပြည်သူ့ကာကွယ်ရေးအမိခံထားပေမဲ့ပြည်သူတွေကိုဖိနှိပ်အနိုင်ကျင့်မှုမျိုးစုံလှုံ့ဆော်ခဲ့ရာ လက်ရှိချိန်မှာတော့ဒေတာကန်ပြည်သူတွေက၎င်းတို့ကိုဖိနှိပ်အနိုင်ကျင့်မှုတွေလှုပ်ဆောင်နေရဲ့ PDF အဖွဲ့တွေကိုပြန်လည်လက်တုံ့ပြန်လာခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစကိုင်းတိုင်းဒေတာကြီးပလဲမြို့နယ်မှာဒေတာကန်ပြည်သူတွေဟာ၎င်းတို့အပေါ်ဖိနှိပ်အနိုင်ကျင့်ခဲ့တဲ့ PDF အဖွဲ့ဝင်တွေကိုပြန်လည်ဖမ်းဆီးခဲ့လို့သိရပါတယ်။ပလဲမြို့ကန်တွေဟာဖမ်းဆီးထားတဲ့ PDF အမိကန်လက်နေကိုင်းအဖွဲ့ဝင်၃ဦးကို ဒေါသတကြီးနဲ့ပြစ်တင်ပြောဆိုမှုတွေလှုံ့ဆော်ခဲ့လို့သိရပါတယ်။ဖန်စီထားတဲ့ PDF အဖွဲ့ဝင်2ဦးကိုဝိုင်းထားတဲ့လူအုပ်ကြီးကအဲ့ဒီ PDF အဖွဲ့ဝင်3ဦးကိုခွေးသားတွေလို့အော်ဟစ်ဆဲဆိုခဲ့တယ်လို့ပြည်သူကိုအနိုင်ကျင့်နေသူတွေလို့အော်ဟစ်ဆဲဆိုခဲ့လို့သိရပါတယ်။ပြည်သက်ကြီးရဲ့ပလဲမျိုးနယ်ဒေသခံတွေကဖန်စီထားတဲ့ PDF အဖွဲ့ဝင်တွေကိုဆဲဆိုချိန်မောင်းတဲ့ရုပ်တံကိုလည်းထပ်မံဖော်ပြပေးလိုက်ပါရှင်။ 走嘛哥，嗯，哇，我提重多，快提重货多，六六六六六六，我提重货不，脚票也多，脚票也多，好呀，好呀，好呀。提高点，提高点。提高点，提高点，提高点，提高点。提高点，再差点，不提高点，提高点。拿钱了

谁中那谁中谁中戏啊？你要说，谁中那谁咋来？都占、嗯、地边嘛看不见，都都都都弄完弄没喽。谁中谁那边来？谁中？谁中谁中？中那边？ Apa aku lah, aku lah. Aku. Wow, syuk lah. Terima